အဲပန်ကလေးတွေဆိုလို့ရှိရင်အိမ်ကူတွေဆိုလို့ရှိရင်လာပြီးဆိုတာနဲ့တို့ကအိမ်ကူလို့မပြောပန်ကလေးလိုပဲပြောတယ်ပြီးတော့ဖုန်းချက်တွေတင်ပြီးတော့မှဒီအိမ်ကအဲ့လိုမျိုးခိုင်းရတာဆိုတော့ဒါအိဇကားရဲ့အဲ့လိုမျိုးလေးတစ်ခုပေါ့နော်ဟုတ်ဆိုတော့ဒီကားကြောင့်ကိုတောက်တဲ့လောင်မှာမဟုတ်တကားလုံးကလောင်နေကြတကားလုံးကလူတွေအကုန်လုံးကအဲ့လိုလောင်မြိုင်နေကြရမတ်တွေနဲ့အကုန်လုံးကပြည့်နေကြတာမျိုးပေါ့လေဆွဆွတော့တိတ်ရမတ်မရှိပါဘူးဒီထဲမှာအဲ့တကယ်ပြောတာလာခနဲ့လိုက်ခဲ့ဒီအိမ်မှာနေဒီအိမ်ကပေးတယ်နော်ခံယူရမှာ ြားလာတော်တော်ကြံနေလို့တမင်းကြီးကြွကြွသွားမှာပဲကြောက်တာသိရမလားအဲ့ဒါအောက်ကိုတော့အဲ့လိုကြည့်လိုက်သေးရဲ့အော်တော်တော်ကြံနေလေးဟိုကွာနေရေလောင်းနေနဲ့ကြွကြွသွားမှာဆိုအဲ့တခုပဲစိတ်ပူလာပါလေအော်ဂျိတ်ထမိန်လည်းဖြစ်တော့ကွာသိရမလားထအဲ့ရဲ့ဂျိတ်ကိုထမိန်လိုပြန်ပြီးဝတ်ထားရတာဆိုတော့လေအဲ့ကြောင့်ဒီအိမ်မှာစ조사ရင်조사တယ်လို့အခွင့်အရေးရနိုင်တယ်လို့အပြစ်လို့ရင်လည်းလို့တို့ပြစ်တံခံရနိုင်တယ်အားရတယ်ဒီကားလေးကကျတော့ဒါစုစုမမဟုတ်ဘူးနော်ပါဝင်တဲ့အနုပညာရှင်တွေအကုန်လုံးတယောက်ချင်းစီရဲ့စီနိုင်ကိုအားရတယ်ပေါ့နော်အားရချင်းတဲ့လူလည်းခံစားရပါတယ်ရှင် ုတ်တယ်ရွေချက်ရှိရယ်ဒါပေမဲ့စောင့်ကြည့်ရောအဲ့ဒါပြောလို့မရသေးဘူးလဲဇာကားထဲမှာဆိုလို့ရှိရင်ဒီအိမ်ကြီးရဲ့လူတွေကလို့ခြေကြတယ်ပေါ့သိရမလားခြေပြီးတော့မှဒီအဲ့အပန်းကလေးတွေဆိုလို့ရှိရင်အိမ်ကူတွေဆိုလို့ရှိရင်လာပြီးဆိုတာနဲ့တို့ကအိမ်ကူလို့မပြောပန်းကလေးလိုပဲပြောတယ်ပြီးတော့ဖုန်းချက်တွေတင်ပြီးတော့မှဒီအိမ်ကအဲ့လိုမျိုးခိုင်းရတာဆိုတော့ဒါအိမ်ဇာကားရဲ့အဲ့လိုမျိုးလေးတစ်ခုပေါ့နော်ဟုတ်ဆိုတော့ဒီကားကြောင့်ကိုတောက်တဲ့လောင်မှာမဟုတ်တကားလုံးကလောင်နေကြတကားလုံးကလူတွေအကုန်လုံးကအဲ့လိုလောင်မြိုက်နေကြရမတ်တွေနဲ့အကုန်လုံးကပြည့်နေကြတာမျိုးပေါ့လေ ိတ်ရမမရှိပါဘူးတကယ်မှာအဲ့တကယ်ပြောတာအဓိကတော့အဲစူးစူးကကျတော့ဒီမှာပန်းကလေးလေးဖြစ်တဲ့အတွက်ပေါ့နော်ဒါအဲ့လိုမျိုးကိုကအဲ့ဒီလိုအဲ့လိုပေါ့နော်ဟိုစူးစူးအိမ်မှာနေတဲ့ဆိုတော့ तू က24နိုင် तू ကပြစ် on ထားတာ तू ကတနခါနဲ့နှခန်းနေတယ် तू အစိမ့်တို့တို့ကြနေလို့တမင်းကြွကြွသွားမှာပဲကြောက်တာတည်းမလားအဲ့ဒါအောက်ကိုတော့အဲ့လိုကြည့်လိုက်သေးတယ်ဟိုတို့တို့ကြနေလေးဟို ကောင်းနေရေလောင်းနေနဲ့ကြွကြဝမ်းမှာဆိုအဲ့တခုပဲစိတ်ပူတာပေါ့လေအဲ့ဂျိတ်ထမိန်လည်းဖြစ်တော့ကွာသိရမလားထအဲ့ရဲ့ဂျိတ်ကိုထမိန်လိုပြန်ပြီးဝတ်ထားရတာဆိုတော့လေအဲ့ကြောင့်ဒါလူတို့သူတို့ကဘာရိုးရလဲဘာလဲမေးကြတာပေါ့အဓိကတော့လို့ရိုးရတွေဘာလို့မဟုတ်ပေါ့ဒီရဲ့ ဒီဇကာရဲ့ဇညုံးအရပေါ့နော်ဒါဒီဇလေးကိုလည်းအဲ့လိုမျိုးဆန်းဝါအောင်ဆိုပြီးတော့မအဲ့လိုမျိုးလုပ်ထားတာပေါ့လေအဓိကကတော့အဓိကကတော့ဒါဆူဆူတို့အောင်တီရီရဲ့အကိုကြီးလည်းဖြစ်တယ်ကိုကြီးချုံနဲ့ကိုကြီးအောင်ကိုရိုးရဲ့ဒီတိုက်လည်းဖြစ်တယ်ပြီးတော့အဓိကကတော့ဆူဆူငွေရဲ့ဒရိုက်တာမင်မင်းပုံငယ်ဖြစ်တော့ပေါ့နော်အားကြောင့်ပြီးလက်ခံရိုက်ကူးဖြစ်တာပါဆူဆူမလုပ်ဘူးတဲ့ကာရိုက်တာတွေဆူဆူမလုပ်ဘူးတဲ့ဆူဆူမဟုတ်တဲ့တခြားပုံစံလူမျိုးတွေလည်းပေါ့နော်ဒါယုံကြည်ကားရဲ့ထဲမှာရိုက်ထားတာတွေလည်းရှိတယ်ပေါ့နော်ဟုတ်အားရတယ်ဒီကားလေးကကျတော့ဒါဆူဆူမဟုတ်ဘူးပေါ့နော်ပါဝင်တဲ့အနုပညာရှင်တွေအကုန်လုံးတယောက်ချင်းစီရဲ့စီးနိုင်ဝါ ရတယ်ပေါ့နော်အားရချင်းတက်တယ်လို့လည်းခံစားရပါတယ်ရှင်စုစုကတတတတကနေမှဒီဘက်ကိုရောက်လာတာဆိုတော့ဒါကြည်နေတိလာလိမ့်မယ်ပေါ့နော်စုစုဘာကြောင့်ဘလို့ရောက်လာလဲဆိုတော့ဟာပေါ့ထိတ်ထိတ်ကတော့စုစုကဘယ်လိုဆောင်မလဲဆိုတော့မတော်စမ်းနဲ့ဆောင်အောင်ပါငါအကုန်ဟုတ်တယ်ကြီးတယ်ပန်ကလေးတွေကလည်းသူတို့နေရာ ိုဗောသူတို့စီနီယာဆိုတော့စီနီယာဗောသိရမလားအောက်ကဂျူနီယာတွေတက်မလားနဲ့သိရမလားအဲ့လိုမျိုးပုံစံလေးတွေဗောရိုက်နေနေဟိုကိုနဲ့ရိုက်နေတဲ့သူတွေကကြတော့ရမတ်တင်နေဆိုတော့အကုန်လုံးကဗောအဲ့လိုမျိုးလောင်နေကြတာဗောအကုန်လုံးကကိုအတားနဲ့ကိုကိုရမတ်နဲ့ကိုအကုန်လုံးဖြစ်နေကြတာလေအဲ့လိုမျိုးရတော့မရှိဘူးအဓိကတော့စစောတော့ဘဝကြီးမှာအဲ့လိုအေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်နေရလို့ရှိရင်ပဲချိန်တတ်ပြီဗောနော်ဒါကလည်းရမတ်တစ်မျိုးဆိုလို့ရှိရင်လည်းအေးဗောတစ်မျိုးဖြစ်မှာဗောလေဟုတ်